အလုံးမ idea တစ်ခုခုကို presentation လုပ်တဲ့အခါပဲဖြစ်ဖြစ် product အသစ်တစ်ခုကို make set ချက်အခါပဲဖြစ်ဖြစ်ပေါ့လေကို ပြောတဲ့စကားကိုလူတွေတဖေးချာချာနားထောင်ပြီးမှတ်မိနေစေချင်ကြတာပဲမဟုတ်လားအဲဒီနေ့မှာတော့အဲ့ဒီလိုဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အပေါ်မှာ Kelly Parker ရဲ့အရန်အစွမ်းထက်တဲ့ Zalampioni framework ကိုအတူတူကြည့်သွားကြရအောင်ဟုတ်ပြီလေဒါက communication ရဲ့ဒီကအချက်ပဲပေါ့တချို့စကားတွေကဘာလို့လူတွေစိတ်ထဲမှာဆွဲနေပြီးတချို့ကြတော့ပြောပြပြချင်းမေ့သွားရတာလဲ အဲ့ဒီ message တခုကိုလူတွေစိတ်ထဲမှာဘလို့ဆွဲချက်နေအောင်လုပ်မလဲဆိုတာအဖြေရှာကြည့်ရတာပေါ့စိတ်ဝင်စားဖို့ကောင်းတာကအဖြေရဲ့တော့ချက်ကဒီ gain ကနေလေတခုတည်းမှာပဲရှိနေတယ်ဆိုတာပါပဲသူစိတ်တနာလေးရပါတွေ့ရလဲဆိုတာအချက်လက်တခုကိုဇလန်းပုံစံနဲ့ပြောပြလိုက်တဲ့အခါမှာမှတ်မိနိုင်ကြီးကအဆက်20တောင်ပိုများသွားတယ်တဲ့စိတ်မညာရှင်ဂျရုံဘရူနာပြောခဲ့တယ်လို့ပေါ့ဇလန်းနေဆိုတာအချက်လက်တွေကိုမှတ်မိလွယ်အောင်လုပ်ပေးတဲ့အကောင်းဆုံးတူးလွယ်ပါပဲ ဒါပေမဲ့ဒီမှာတည်းပဲရမ်းမသွားဘူးနော်။ဇလန်တပုတ်ရဲ့စွမ်းအားကမှတ်ဉမ်းထက်ကြောင်ပိုပြီးထက်နေပါသေးတယ်။ဒါကမျက်လဲလို့ပါလို့မဟုတ်ဘူး။ဒါက neuroscience ပါ။ဘလို့မျိုးလဲဆိုတာဆက်ကြည့်အောင်။အရင်မိုက်တဲ့အချက်တခုကပါလဲဆိုတော့ဇလန်တပုတ်ကို နားထောင်နေတဲ့အခါမှာလေကျွန်တော်တို့ဦးနှောက်ထဲက brain waves တွေကဇလန်ပြောတဲ့သူရဲ့ brain waves တွေနဲ့တကယ်ကို synchronize ဖြစ်သွားတယ်တဲ့။ Princeton တက္ကသိုလ်ရဲ့သူတည်တနာရဆိုရင်ဇလန်ပြောတာက ပြောသူနဲ့နားထောင်သူကြားမှာ neural connection တခုကိုတကယ်ဖန်တီးပေးလိုက်တာတနည်းပြောရင်လူတိုင်းကို wavelength တခုတည်းပေါ်ရောက်သွားစေတာပေါ့ဆိုတော့ဒီလိုအစွမ်းကျတဲ့ tool တခုကိုဘယ်လိုသုံးမလဲတကယ်တော့အရန်ရိုးရှင်းတဲ့အဆင့်30ပါတဲ့ framework တခုနဲ့သုံးလို့ရပါတယ်အဲ့ဒါတွေကတော့ပြဿနာနဲ့မျှော်မှန်းချက်ကွက်ကွက်ကွန်းကွန်းပုံဖော်တာပြီးတော့အဆိုပြုချက်တို့ပဲဖြစ်ပါတယ်ကဲပထမဆုံးအဆင့်ကိုကြည့်အောင် ပြဿနာနဲ့မျှော်မှန်းချက်ဒီမှာအရေးကြီးဆုံးက စကားမပြောခင် ကို့ပရိသတ်ကိုတီးဖို့ပဲဆိုလိုတာကကိုကစကားပြောဖို့ချက်သူတို့ပြောတာကိုနားထောင်မှုကအဓိကဖြစ်လာပြီဇလန်ပြောသူအတော်များများကဒီနေရာမှာပဲအမားကြီးမားတကြတာပါဒါကဘာကိုဆိုလိုတယ်လဲဆိုတော့သူတို့ရဲ့ကဘာတွေကိုဝင်ကြည့်ဖို့လိုတယ်မလားပဲတဖက်မှာသူတို့ရဲ့ပြဿနာအခုသူတို့ဘယ်မှာလဲဘာခက်ခဲရရှိနေလဲအဲ့ဒီအပေါ်မှာဘယ်လိုခံစားနေရလဲနောက်တစ်ဖက်မှာတော့သူတို့ရဲ့ညှော်မှန်းချက် သူတို့ဘယ်ကိုတွားကျင်တာလဲဘယ်လိုလူမျိုးဖြစ်ကျင်တာလဲအဲ့ဒီကိုရောက်ရင်ဘယ်လိုခံစားရမလဲဒီနှစ်ခုကိုတေးသေးချာချာနားလဲဖို့လိုပါတယ်ဒါကြောင့်မဲဒီစကပုံလေးကအရန်မှန်တာပေါ့ဇလန်းကောင်းကောင်းပြောတတ်ဖို့ဆိုရင်ဇလန်းကောင်းကောင်းအရင်နားထောင်တိုက်ရမယ်လေဒီအခြေခံကိုနားလည်မှာကိုပြောတဲ့ message ကသူတို့အတွက်တကယ်ထီရောက်ကြီး personal fit တယ်လို့ခံစားရမှာပါကဲပရိသတ်ကိုနားလည်သွားပြီဆိုတော့ဒုတိယအဆင့်ကိုသွားရအောင်အဲ့ဒါကတော့ကွက်ကွက်ကွင်းကွင်းပုံဖော်ရေးပါပဲ ဆိုတော့ကောသူတို့မြင်နိုင်ခန်းစားနေတဲ့ကဘာတို့ကိုဖန်တီးပေးဖို့ပါပဲအဲ့လိုပုံဖော်တဲ့အထားမှာအရေးကြီးဆုံးကတိကျမှုပါ specific ဖြစ်ဖို့လိုတယ်ဒီ specificity ကို mountain page တော့ချက်၄ချက်ရှိပါတယ်အဲ့အရာကတော့တိကျတဲ့လူတယောက်တိကျတဲ့စင်ခေါ်မှုတခုတိကျတဲ့ပုံရိပ်တွေပြီးတော့တိကျတဲ့ခန်းစားချက်တွေပါပဲဥပမာအနေနဲ့ Nike နဲ့ LeBron James ရဲ့ဂျွန်ညာတွေကိုပဲစဉ်းစားကြည့်လိုက်လေအဲ့ဒီဂျွန်ညာတွေက fitness အကြောင်းကိုတိုက်ရိုက်ဖျောင်းနေတာမှမဟုတ်တာအတားအဆီးတွေကိုကျော်လာရတဲ့ဇလန်းကိုပဲပြောပြနေတာ Nike ကဒီလိုနည်းနဲ့တီးကြတဲ့လူတယောက် LeBron နဲ့သူ့ရဲ့အစင်ခေါ်မှုတွေကိုတွန်းပြီးအောင်မြင်မှုနဲ့ကြံခိုင်မှုဆိုတဲ့ခံစားချက်ကိုရောင်းလာ။အဲ့ဒီခံစားချက်ကိုလူတိုင်းက connect လုပ်လို့ရတယ်လေ။ကောင်းပြီ။အခုနောက်ဆုံးအဆင့်ဖြစ်တဲ့အဆင့်၃ကိုရောက်ပါပြီ။အဆိုပြုချက် feel လုပ်ခြင်းမှာဒါကကိုတကယ်လိုချင်တာကို တောင်းဆိုရဲ့အပိုင်းပေါ့။ဒါပေမဲ့ဒီအဆိုပြုချက်အောင်မြင်မလားမအောင်မြင်ဖူးလားဆရာလားအရှက်မှာကိုပြောခဲ့တဲ့ဇလန်အပေါ်မှာလုံးဝကိုမူတည်နေပါတယ် ဒီမှာဥပမာနှစ်ခုကိုရင်းကြည့်ရအောင်တစ်ဖက်မှာအိမ်မက်ထစ်ကအဆိုဖြူချက်အချင်းခါလဲမှန်တဲ့နင်းစီပန်းနဲ့ဒေဂီတာတငယ်ချင်းတွေနဲ့အချင်းယူတီးဆော်ထားတဲ့ emotional connection ကြောင့် yes ဆိုတဲ့အဖြေကိုရတယ်နောက်တစ်ဖက်မှာကျတော့လူရှိဒူရှိအငင်းခံရခြင်း အချင်းခါလဲမှားတဲ့ဘာ foundation မှမရှိပဲရုတ်တရက်ကြီး simple တဲ့တောင်းဆိုတော့နာနာချင်းချင်းနဲ့ no ဆိုတဲ့အဖြေပဲရသွားတယ်ဒီနှစ်ခုရဲ့ကွာခြားချက်က အချိန်အခါနဲ့ connection ရဲ့အရေးပါပုံကိုအရန်ကောင်းကောင်းမိမောင်းထိုးပြနေတာပဲအဲ့တော့မှတ်ထားရမှာကကောင်းမွန်တဲ့အဆူဖြစ်ချက်တစ်ခုဆိုတာဘရောမ surprise မဖြစ်တင်ဘူးအရှိကဇလန်းညီကြောင့်อืมဒါတော့ဖြစ်ကိုဖြစ်တင်တဲ့နောက်ထလံပဲဆိုပြီးယုတ်တီကြကြခန်းစားရစေရမယ်စီဝါရဲမှာပဲဖြစ်ဖြစ်ဘဝမှာပဲဖြစ်ဖြစ်ဇလန်းကနေကယုံကြည်မှုကိုအရင်တည်ဆောက်လိုက်တော့နောက်ဆုံး ask လို့တဲ့အခါမှာအရန်ကိုတဘောကကြွားသွားတာပေါ့ New York Times bestseller Sayesia Gary Vaynerchuk ကဒီ strategy ကိုလက်ဝဲ analogy နဲ့အရန်လလလေးရှင်းပြထားတယ်။အဲ့ဒါက jab 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 right hook တဲ့။ဆိုလိုတာက right hook ဆိုတဲ့ ecology နဲ့တောင်းဆိုမှုကိုမလုပ်ခင်မှာ jab ဒီဆိုလိုတာကတံပိုးတဲ့အချင်းချင်းအရင်ပေးရမယ်။ဇလန်းကောင်းနေဆိုတာကအဲ့ဒီလို connection နဲ့ trust ကိုတိဆောက်ပေးတဲ့ jabs ဒီပါပဲ။ Okay အခုဒီချက်တရားလုံးကိုပြန်ပောင်းပြီးကိုပိုင်အစစ်မှာဘလို့အသုံးချလို့ရလဲဆိုတော့ကြည့်ကြအောင်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ဇလန်းလာပဲကိုယ့်ရဲ့စူပါပါဝါဖြစ်လို့ပါပဲတကယ်တော့လေကိုပြောနိုင်တဲ့အစွမ်းအထက်ဆုံးဇလန်းတွေကကိုယ့်ရဲ့ကိုပိုင်ဇလန်းတွေပါပဲဥပမာကိုဘွားရဲ့အကြီးမားဆုံးဆုံးရှုံးမှုတွေအကြီးမားဆုံးအောင်မြင်မှုတွေကိုရခဲ့တဲ့ဘွားတင်ခန်းစာတွေရဲ့နောက်ခံအကြောင်းအရာတွေပေါ့ပြည်သက်ရဲ့ပြဿနာကိုကိုတကယ်နားလေကြောင်ပြနိုင်တယ်ကိုအတွေ့အကြုံတွေ သူတို့ရဲ့မျော်မှန်းချက်ကိုကိုကူညီပေးနိုင်ကြအောင်တတ်တည်ပြနိုင်တဲ့ခိုက်တန့်တယ်။ဒါတွေအားလုံးကအစွမ်းထက်ဆုံးဇလန်းတွေဖြစ်လာနိုင်ပါတယ်။နောက်ဆုံးမှာတော့ဇလန်းဒီဆိုတာပြည်သက်ရဲ့စိတ်ချဲမှလူတယောက်နဲ့ဖြည့်ရှင်ချက်တစ်ခုကိုချိတ်ဆက်ပေးတဲ့ code မျိုးလိုပါပဲ။ကောင်းကောင်းပြောပြချတဲ့ဇလန်းတပုတ်ကကိုဆိုပြတဲ့ solution ကိုဆွဲဆောင်မှုရှိစေုံတည်းမဟုတ်ကြဘူး။ဒါကပဲအဖြေပဲဆိုပြီးရှောင်လဲလို့မရတဲ့အရာတစ်ခုဖြစ်မြင်လာစေပါတယ်။ဆိုတော့ဒီနေ့တဲ့ဆုံးသတ်မှာစဉ်းစားရမယ့်အကြောင်းလေးတခုထားခဲ့ခြင်းပါတယ်။အဲ့ဒါကတော့ ကိုတယောက်တည်းသာပြောတာနိုင်တဲ့ဇလန်းကဘာဖြစ်မလဲလူတွေကိုချစ်ဆက်နိုင်ဆွဲဆောင်နိုင်ပြီးတကယ် impact ဖြစ်စေမဲ့ကိုယ့်ရဲ့အိထူးခြားတဲ့အတွေ့အကြုံကိုရှာဖွေပြီးမျှဝေဖို့ကအရေးကြီးဆုံးပါပဲ။